င်ပြီးလင်းမာဆင်းလို့ရပြီးခီးသွွားလုပ်ငန်းတွေကတော့ဈင်းကြိုက်ရေကွန်ခီးစဉ်မှာကြိုက်ထီးဆောင်ကိုတထောင်နာဖူးစီလေးရှိကြပါတယ်ဒါပေမဲ့ကြိုက်ထီးဆောင်ဖျားဟာခဏတဖြုတ်ဝင်းရောက်ဖူးမျော်တာမျိုးမဟုတ်ပဲရှင်းဟောင်းမလူမျိုးတို့ရဲ့ယဉ်ကျေးမှုလက်ရာဂဝန်ကျောက်စစ်ပညာများကျောက်တုံးကြီးများနဲ့တည်ထားသောဖျားများကိုအံ့အားသင့်ရအောင်တွေ့မြင်နိုင်လို့တည်တည်ချာချာဖူးမျော်လေးလာတဲ့နဲ့ရှင်းဟောင်းဖျားတစုပဲဖြစ်ပါတယ်တမိုင်းဝင်ရင်ကျေးမှုအမှုပညာလက်ရာများနှင့်အတူမပုံမတိုးပဲယနေ့အချိန်ထိရှိနေတဲ့ကြိုက်ထီးဆောင်စီရော ော်ဖျားကြီးရုပ်ကလက်ကိုလည်းဖူးမြော်နိုင်တယ်လို့သိရပါဗျ။ကြိုက်ထီးဆောင်ကိုဘာကြောင့်တလေးတစားသွားတင်တယ်လဲဆိုရင်တော့ရှေးကသူဝနဘူမိခေါ်မွန်နယ်မြေရဲ့အေဒီငါးရာစုခန့်ကတမိုင်းဝင်ရင်ကျေးမှုလက်ရနှင့်ယင်ကျေးမှုအထောက်အထားဒီငါးများစတာတွေကိုတွေ့နိုင်တာကြောင့်ဖြစ်ပါတယ်။ပြုခင်းနဲ့ပကန်းခင်းမှအုတ်လက်ရများရခိုင်ပင်များခက်ကကြောက်တွင်းနဲ့တိဆောက်ခဲ့တဲ့ကြောက်စစ်လက်ရများမွန်ပင်များခင်းမှအစာအုပ်လက်ရတော်တော်များများကိုဂုံဝန်နဲ့တိဆောက်ခဲ့လို့ဂုံဝန်ကြောက်စစ်လက်ရများစတာတွေဟာမြမလူမျိုး များအတွက်အဖို့တန်အမွေအနှင်းများဖြစ်ပါတယ်။သူဝနာဘူမိဒေသဟာမိုးအရင်းများတာကြောင့်ဂဝင်လက်ရာတွင်အတော်များများပျက်စီးသွားခဲ့ပေမဲ့ကြိုက်ထီးဆောင်မှာတော့အဆုံးအလင်းတွေ့နိုင်ပါသေးတယ်။ကြိုက်ထီးဆောင်ကို